မုံတိုင်းနေထန်တဲ့ညနေခင်းတစ်ခုမှာအိုနီတွေအများကြီးနဲ့ရှီကီပါအသိခံထားတာကိုနိုင်တော်ကစိတ်ပြက်လက်ပြက်နဲ့ရကြည့်နေရင်ဒီလိုနေမျိုးရောက်လာလိမ့်မယ်လို့မထင်ထားဘူးလို့ပြောလိုက်ပါလေမုံတိုင်းမလာခင်တရက်လိုကရှီကီတို့ကမိန်ကလေးတစ်ခန်းယောက်ျားလေးတစ်ခန်းနဲ့ရေချိုးနေခဲ့ကြတာပါရှီကီကចောင်းစာတွေကလည်းခတ်လိုက်တာကွာလို့ညီးနေခဲ့တာကြောင့်ဂျင်ကနားကြီးတယ်လို့ပြောရင်းနဲ့ထွက်သွားခဲ့ပါလေအီကာရီကလည်းအေးလေမင်းပစည်းပစားများလိုက်တာကွာလို့ပြောရင်းနဲ့လိုက်သွားခဲ့ပြီးဂျူဂျီကတော့မင်းပြောတာဟုတ်တယ်သားကြီးဟာ နိုင်တို့ကငါတို့စောင်းဝဲမဲနေရပဲလို့ထောက်ခံလိုက်ပါတယ်။ရိုဂူရိုကတော့ရေချိုးကန်းထဲကထွက်ရင်ကိုအီနာရဲ့မောင်လေးနှိုးဆုံမလားဟိုအလုံးမလားဒီအလုံးမလားနဲ့တတော်တော်လိုက်မင်းညာကြောင်ကြောက်ပြီးတော့မထွက်ရဲဖြစ်နေခဲ့တာပါ။အပြင်ဘက်မှာတော့မမကူအီနာကယောက်ျားလေးရေချိုးကန်းထဲဇွတ်ကိုဝင်းကျင်နေပြီးရုတ်တရက်တကားပွင့်သွားတဲ့အခါရှီကီရိုကဂွေးကြီးတွေပေါ်ကောမှာဆိုးလို့အုပ်လိုက်ကြပါတယ်။ဒါမဲ့အထဲဝင်လာတာကနိုင်တိုဖြစ်နေပြီးတော့ကားချိန်စားတော့မှမလို့နောက်ထပ်10မိနစ်တွင်ဂျင်းထဲကိုရောက်လာခဲ့ကြဖို့ခေါ်လိုက်ပါတယ်။ဒိုနဲ့သူတို့လည်းဂျင်းထဲကိုရောက်လာခဲ့ကြပြီးတော့ဒီနေ့ကမုံတိုင်းရှိလို့ ကျောင်းပိတ်တာကိုဘာလို့လာခွာတာတုံးလို့ရှိကမေကွန်းထုတ်လိုက်ပါလေအဲကနိုင်တော့မုံတိုင်းထဲမှာစာမသိခြင်းမင်းအပေါက်ပိတ်လိုက်လို့ဖျဲလိုက်ပြီးတော့ဒီနေ့တင်သွားမှာကဘေးအန္တရာယ်တွေဖြစ်ပေါ်လာခဲ့ရင်ဘယ်လိုမျိုးပြန်တုံပြန်သွားမလဲဆိုတာပဲလို့ပြောပြလိုက်ပါလေအဲကြောင့်သူကလိုအပ်တဲ့ပစ္စည်းတွေကိုပေးသွားပြီးတော့ဘယ်သူမှမတွေ့အောင်ဒီခန်းထဲမှာပဲပုံနေရမယ်လို့မှားသွားခဲ့ပါလေနောက်တော့သူလည်းထွက်သွားပြီးတော့ရှီကီတို့လည်းဘာတော့ငါတို့ကဘာလို့ရမှာတုံးလို့တွေးကကြံနေခဲ့ကြပါလေပေးသွားပစ္စည်းတွေထဲမှာအိုးတစ်လုံးမှာပါနေရာကြောင့်အထဲမှာပါနေရာကဘုံကြီးများလားလို့ ရီကီယာပြောနေခဲ့ပြီးတေးချောင်းသွေးနဲ့ပြည့်ကြည့်ဖို့လုပ်နေခဲ့ပါတယ်။ဒါပေမဲ့ဘုံသာဆိုရင်အကုန်လုံးမသားပေါ်ကမှဆိုလို့မလုပ်ဖို့တားလိုက်ပြီးရန်ဖြစ်နေကြတဲ့သူတို့နှစ်ယောက်ကိုဗျာပူကာရာကထိုင်းရှိခိုးနေခဲ့ပါတယ်။မမကူအီနာကတော့ရိုဂူရိုတယောက်ဘိုင်းဆာလာမာဆိုတာကြောင့်အကြောက်လန့်မရှိသွားဖွင့်လိုက်တဲ့အခါမှာဟင်းဟိုးတစ်ခုပဲဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့လိုနဲ့သူတို့ညသာစားလိုက်ကြပြီးတော့ရီကီယာအသီးအဝဲမကြိုက်တဲ့သူဖြစ်တာကြောင့်အစားအသောက်ကြီးများပါနဲ့ကွာလို့ဝိုင်းပြီးတော့ပြောနေခဲ့ကြပါတယ်။အီကာရီကဟင်းဟိုးတွေကထပ်နိုင်နေတာကြောင့် ဟာဟျောင်းငါတို့ကလည်းခြံသားပေါင်လို့ရှီကီကပြောနေပြီးတော့သူကအာပါစားပြီးထပ်သွားနိုင်နေခဲ့တာပါဂျင်ကအဆက်မုံနေသူတယောက်ဖြစ်ပေမဲ့အဆက်မုံလို့မုံနေပြောရမှာကိုမုံနေသူတယောက်လည်းမုံနေခဲ့ပါအဲ့ဖြစ်နေခဲ့ပါလေရိုကိုကတော့ဘူတင်းလေးစားတာကိုသဘောကျနေပြီးတော့ကွီနာဟဲမောင်လေးဘူတင်းကြိုက်တာလားလို့မေးလိုက်တော့ဟုတ်ကဲ့ကျွန်တော်အကြိုက်ဆုံးပဲခင်ဗျလို့ပြောလိုက်ပါလေကွီနာကလည်းတင်းသွားပြီးတော့ဟဲ့ငါနဲ့ဘူတင်းဘယ်ဟာပူကြိုက်လဲငါကြိုက်မှာနော်လို့ချင်းချောင်းနေတာကြောင့်အန်တာတာကြောက်စေတာတာကြောက်စေနဲ့អော်နေခဲ့ရပါလေ ရိုဂူရဲအကြိုက်ဆုံးမုတ်ကပူတေးမဲ့ဖြစ်ပြီးတော့သူ့ရဲ့စောက်ကြီးဟာတစ်ချိန်လုံးကြောင်နေတတ်တာနဲ့ခဏခဏဖျားတတ်တာပဲဖြစ်ပါတယ်။ဂူနာကတော့ခုကြည့်နေတဲ့ကောင်တွေလိုပဲဘောင်မွေနဲ့ကောင်တွေရွေးကြိုက်တတ်တဲ့စားအစော်ကြီးပဲဖြစ်ပြီးတော့အခုလက်ရှိမှာတော့ရိုဂူရောမှန်းနေခဲ့တာပါ။သူမပူတင်းကြရင်သူမရဲ့ပူတင်းလေးကိုလည်းစားလိုက်ပါလားလို့ပြောနေပြီးတော့တယောက်တပူးစားကြပြီးတဲ့နောက်မှာတော့နောက်ဆုံးပူတင်းတပူးကပိုင်းရှင်မရှိပဲကြံနေခဲ့ပါတယ်။တကယ်တော့ဒီပူတင်းကဂျင်းရဲ့ပူတင်းပဲဖြစ်ပြီးတော့လက်မြောက်ကြီးပြောမလို့ရှိသေးတယ်။ဦးသူယူလို့ပြောပြီးတော့ရှီကီကဆွဲလူလိုက်ပါတော့တယ်။ဂျင်းကလက်မြောက်နေရာကိုတွေးလိုက်တာကြောင့် ဘာလုံးသားကြီးကမင်းဘိုက်စာနေတုံးလားလို့မေးလိုက်တဲ့အခါဟုတ်တယ်လို့ဂျင်ကဆက်ဆက်နဲ့ပဲပြောလိုက်ပါတယ်။ရှီကီကလည်းပူတင်းကောင်းတာကိုအထာမနဲ့ပဲနဲ့ဒါများသားကြီးကဘိုက်စာရော့ငါသမီးနေစားလိုက်လို့ပြောလိုက်တာကြောင့်မင်းနူးလေးလို့ဂျင်ကဆဲလိုက်ပါတယ်။အပြင်ဘက်မှာတော့နိုင်တို့ကကင်းလဲနေပြီးတော့အဲ့ချိန်ဘာမှမသိတဲ့ကောင်လေးကဘယ်ကနေမှမသိထွက်လာပြီးတော့ဖုန်းကောတစ်ခုကိုဖွင့်ပြလိုက်ပါတယ်။အဲ့ဒါတော့ကျောင်းစီကဝင်လာတဲ့ဖုန်းပဲဖြစ်ပြီးတော့ကျောင်းကအေးနိုင်တို့ေးဖုန်းလိုင်းတွေမကောင်းလို့ကွာ။မြမာပြီးရောက်နေတော့သိတဲ့အတိုင်းပဲမီးရလည်းမလာငါလက်ခွန့်ပူပါလဲပူနေဖုန်းလိုင်းနဲ့လည်းမကောင်း။ ဲ့ဒါနဲ့ပဲအကောင်လေးနဲ့ပဲလိုက်ပြီးပြောလိုက်ရတယ်။ကလေးတွေကိုဘေးကနေဖြစ်လာရင်ဘယ်လိုလုပ်ရမလဲဆိုတာသင်ပေးနေပြီလားလို့မေးလိုက်တာပါ။ဒါတော့နိုင်တို့လည်းလုံထုံလုံနီးရကလေးတွေကိုလုံကြုံတဲ့နေရာမှာပို့ထားပြီးတော့သူကတော့ကင်းလှည့်နေတော့မဲလို့ပြောလိုက်ပါလေ။ကျောင်းကကလေးတွေပေါ်ရမ်းမကြမ်းတမ်းမှုပြောနေပြီးတော့တတောင်တတားလေးနဲ့ခင်မင်မင်နေလို့ရတယ်ဆရာတယောက်ဖြစ်အောင်လှုပ်ဖို့မှားလိုက်တာပါ။နိုင်တို့လည်းအဲ့ဒါပြောတော့မလွယ်ဘူးလို့ပြောလိုက်ပြီးတော့ဒီကောင်တွေကဘဝကျန်းခဲ့တဲ့သူတွေမဟုတ်လို့ရိုးပြောကြရင်နားထောင်ကြမှာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါလေ။ပြီးတော့အပေါင်းအသင်းဆိုတာလည်းနားမလဲကြတဲ့သူတွေမဟုတ်လို့ အခုလောဆယ်တော့ချင်းချင်းတင်းမြောင်လေးကျင်ပေးနေတာပါလို့ရှင်းပြလိုက်ပါတယ်။အထဲမှာတော့ပူတင်းလေးတပူအတွက်နဲ့ဂျင်းနဲ့ရှီကီတို့နှောက်ရန်ဖြစ်နေကြပါတယ်။မင်းကွာပူတင်းလေးစားချင်တာမပြောနိုင်ရတာပဲငါတုံးရဲ့လို့ရှီကီကပြောလိုက်တာကြောင့်သူ့မှာကရုံးအဲငါတုံးလို့ခေါ်ရမလားဆိုပြီးတော့ဂျင်းကလည်းတင်းသွားခဲ့ပါတယ်။ဒါတောင်သူကသွေးလွှားတွေကိုလွတ်ထုတ်လိုက်ပြီးတော့ရှီကီကလည်း N41 City ကိုထုတ်ရင်းနဲ့ကာပစ်လိုက်ပါတယ်။အဲဒီအချိန်မှာနိုင်တို့ကရောက်လာပြီးတော့ဒါဘာဖြစ်ရတာတုံးလို့မေးလိုက်ပါတယ်။ပူတင်းလေးတပူအတွက်နဲ့ချင်းချင်းထားတတ်ကြတော့မလားလို့မေးလိုက်တဲ့အခါဂျင်းက ဆရာရှိကီကကျွန်တော်တို့လာဆတာလို့ပြန်တိုင်နေပါလေရှိကီကလည်းမတရားခံရတာပါမတရားခံရတာပါပေါင်တရားသူကြီးမင်းရဲ့လို့အမဟုတ်ပါဘူးအဲ့လိုမျိုးပြောနေပြီးတော့ဂျင်းကသူ့ကိုအရင်တိုက်ခိုက်လို့ကိုကိုကာကွယ်ရတာပါလို့ပြန်ပြီးတော့စင်ကြီးပေးနေခဲ့ပါလေနိုင်တော့ငါတို့လည်းဘာမှမချန်ထားကြဘူးလို့ပြောလိုက်ပြီးတော့ဂျူဂျီကကျွန်တော်တို့အတွက်တသက်လုံးပေးတာမဟုတ်ဘူးလားလို့မေးလိုက်တာပါဟင်းတွင်ကုံစားလိုက်ပြီလို့ပေါ့စိန်ပေါ့ရှိခိုးကတော့တောင်းပန်နေတဲ့ဗျာပူကာရကိုကဲကဲမရှိတော့လည်းမစားဘူးပေါ့ငါပြန်သွားတော့မယ်ချက်ချင်းမတိုက်ခိုက်ရအောင်နော်ဘာပြက်စီးမှလည်းမဖြစ်ရအောင် မနက်ပြန်မနက်တိအတူတူနေကြရမယ်လို့မှားရင်နဲ့ပြန်ထွက်သွားခဲ့ပါလိမ့်။နှစ်ယောက်သားလူနေကြတဲ့ပူတင်းကတော့နိုင်တို့စီပါသွားပြီးတော့ဇိုးရင်းကတော့ဗျာပုကာရစီမှာကြံနေခဲ့တာပါ။သွားပြီးဖို့လောက်ကြရမယ်ခန်းထဲကထွက်ရင်ចောင်းထုတ်ခံရမယ်လို့ဖြေသွားကြအောင်အိတ်ကြဖို့ပဲဆုံးဖြတ်လိုက်ကြပါလိမ့်။တတောင်ရှိကီးကတယောက်လဲမိခင်ပုံမင်းနေပြောအောင်လို့ပြောလိုက်ပြီးအုပ်စလိုက်ဖွဲကြမှာဖြစ်လို့ဂျင်းုံမှာခေါ်ပေမဲ့ဂျင်းကတော့ငါတယောက်တည်းပဲတတ်တတ်အိတ်မှာလို့ပြောနေခဲ့ပါလိမ့်။ကွီနာကရိုကူရိုကိုမောင်လေးနဲ့မမအိတ်ရအောင်လို့ပြောနေပြီးတော့ န်နိုင်ကြီးများတဲ့ဂျူဂျီယာယောက်ျားလေးတစ်တိုင်းနဲ့မိန်းကလေးနှစ်ယောက်ထဲမလို့တခုလုံးကြရင်မကောင်းလားလို့စောပေါက်လုံးနေခဲ့ပါတယ်။ဂွီနာကရိုဂူရိုကိုလာပါမမနဲ့ဟိုဟာလုပ်ပြီးအိတ်ကြမယ်လေလို့ခေါ်နေခဲ့တာကြောင့်ညီတိညစ်ဘတ်ဆိုမကြိုက်တဲ့သူတော်ကောင်းလေးအီကာရီကဟိုဘက်ဒီဘက်လိုက်ကာချပစ်လိုက်ပါတယ်။နောက်တော့မီးတွေလည်းပိတ်ပစ်လိုက်ပြီးတော့မိန်းကလေးမှတရေပုံမင်းနေပြောကြမယ်လို့အီကာရီကအစာပြိုးလိုက်ပါတယ်။ရှီကီယာကြောက်နေတာကြောင့်မလုပ်ချင်ပေမဲ့၃ယောက်တယောက်အားမလို့ပါလိုက်ရပါတယ်။တယောက်တည်းဂျောင်းသွားကန်နေခြင်းကိုလည်းဟျောက်ပြီးပါမရမှာတော့မပါလို့မရဘူးလို့လမ်းခေါ်လိုက်ကြတာပါ။ တချိန်တည်းမှာပဲနိုင်တော့ပူတင်းမှုကိုဖောက်နေတယ်။ကီယိုရာနဲ့ဖုန်းပြောအဲအကောင်ပြောနေကြပါလေ။ရိုဂူရိုကညာညာဆိုရင်သူ့ကိုတယောက်ကချောင်းကြည့်နေလို့ခံစားနေရတယ်လို့ပြောပြနေပြီးရှီကီတို့ကလည်းအဲ့ဒါကူအီနာလေးငနူလေးကလည်းတရေเจ้าမှဆိုမေးမရကြောင်းလာပြောနေရလားလို့ပြောနေကြပါလေ။ဂျူဂျီလေးကိုရောက်လာသူကနိုင်တော့နဲ့တခန်းထဲနေရပြီမိ။သူကဘယ်တော့မှသူ့ခန်းသူလာမအိပ်ဘူးလို့ဇလန်းစားလိုက်ပါလေ။အားကြောင့်သူကအမြဲတမ်းတယောက်တည်းပဲနေခဲ့ရပြီးတော့ဆောင်းချုံပြီးတော့အားကိုးတွေကြည့်တော့မယ်ဆိုရင်ခြေတံတွေကြားကြားနေရတယ်လို့ပြောပြလိုက်တာပါ။ သူကလည်းတရားကြောင်ပြောပါဆိုအိမ်ပြန်နောက်ကြတဲ့နိုင်တို့ကြောင်ပြောနေတာကြောင့်ရှီကီလည်းဦးတက်နေခဲ့ရပါတယ်။ဤကာရီကတော့သူက လူတွေအများကြီးဘိုးဆိုးပတ်ဆက်သေသွားတဲ့အကြောင်းသိကြလားလို့ဇကာဆားလိုက်တော့တာပါအလေ။ငါမှတောင်တက်တဲ့သင်ငယ်တစ်ယောက်ရှိတယ်။သူကစပိန်စီးရအရောင်ဝါနာပါတဲ့သူပေါ့ကွာ။တကယ်တော့မိမကြီးတယောက်အတန်ကြာကြာနေရတယ်ဆိုရင်နေရာတစ်ခုစပိန်စီးသွားအောင်အဲ့လိုပြောနေတုန်းရှိသေးမိရင်အားကုန်သွားတာကြောင့်လန့်သွားကြပါလေ။အဲ့လိုနဲ့သူဇလန်းကအဆက်ပြတ်သွားပြီးတော့ဂျင်းကတိုင်းရိုကြီးကောလာဟာလာတကယ်ကြီးပဲဟာ။ တဲအကြောင်းပြောရင်တဲတွေကလာပြီးတော့နားထောင်တက်တာပဲလို့ပြောလိုက်တာကြောင့်ရှီကီကရစောက်တိပဲမရှိရရှောက်ပြောမနေနဲ့လို့ပြန်ဖြဲလိုက်ပါတယ်တကယ်တော့သူလည်းကြောက်နေရပါဒါကြောင့်ဂျင်းလည်းပြင်ဘက်ကိုလည်းညှိုးထိုးပြလိုက်ပြီးတော့ကျွန်တော်ကြီးကောင်းဆိုထားတဲ့သူတယောက်ကိုတွေ့လိုက်ရတာကြောင့်အားလုံးလည်းလမ်းဖြန်သွားခဲ့ကြပါတော့တယ်အီကာကငါတို့မှတည်းမင်းလာစမ်းဆိုပြီးတော့ပြေးထိုးလိုက်ပြီမဲ့သူပဲလွင်းထွက်သွားခဲ့ရပါတယ်အဲလိုနဲ့တတိရှိလာပါပြီဆိုအုန်ဒီတွေလည်းဂျင်းရဲ့နောက်မှာပြေးပုံလိုက်ကြပြီရှီကီကငါတို့မှကွာမကြောက်ဘူးလို့ပြောပြီးတော့ကြောက်ကြောက်နဲ့ကြောင်ရမ်းရမ်းကစသနာကြီးကိုထုတ်ပြစ်လိုက်တာကြောင့် အားလုံးလည်းရှင်းသွားခဲ့ကြပါတော့လေတကယ်တော့ကျွန်တော်ဝင်းကောင်းဆိုထားတဲ့သူကကြောင်းအောင်ပဲဖြစ်ပြီးတော့သူကကြောင်းသားတွေကိုနှုတ်ဆက်ဖို့ဝင်လာခဲ့တယ်ဆိုပေမဲ့ရှီကီတယောက်တရေထင်ပြီးတော့ပတ်ချန်းလိုက်တာကြောင့်အကုန်လုံးမှောက်ကုန်ကြပဲဖြစ်ပါလေနိုင်တော့သူတို့ပြန်နိုးလာရင်ဘာပြောလိုက်မလဲလို့မေးလိုက်တော့အိမ်မက်မတ်နေတယ်လို့ပဲပြောလိုက်ပါတော့ကွာလို့ပြောရင်လည်းပဲဒီပိုင်းလေးကဒီညမှာကက်ဆိုခဏရက်ပါတယ်ခင်ဗျာ